အားလုံးပဲမင်္ဂလာပါဆရာမကတော့ grade 11ပထဝီဝင်ဘာသာကိုသင်ကြားမဲ့ဆရာမဖြစ်ပါတယ်ဆရာမဒီနေ့သင်ကြားမဲ့သင်ခန်းစာကတော့ grade 11ပထဝီဝင်ကအခန်းလေးဒေသန္တရပထဝီဝင်ကနေပြီးတော့ဥရောပတိုက်နဲ့အာဖရိကတိုက်တွေကနေပြီးတော့ရွေးချယ်နိုင်ငံတွေတဲကမှ United Kingdom နိုင်ငံရဲ့တီနီယာနဲ့အကျယ်ဝန်မြင်းမြနာတွင်မြင်တဲ့ရေစင်း ရာသီဥတုနဲ့သဘာဝပေါက်ပင်အကြောင်းကိုသင်ကြားမှာဖြစ်ပါတယ်ဆရာမတို့ဒီသင်ခန်းစာကိုသင်ကြားရရွေချက်တရားတော့ United Kingdom နိုင်ငံအားဆိုလို့ရှိရင်ဥရောပတိုက်ရဲ့အနောက်မြောက်ဖက်ကမ်းခြေအနီး အတ္တလန္တိတ်သမုတ်တရာအတွင်းမှာတည်ရှိတဲ့ကျွန်းနိုင်ငံဖြစ်ပြီးတော့ဆက်မှုထွန်းကားတဲ့နိုင်ငံဖြစ်ခြင်းနဲ့ကမ္ဘာပေါ်မှာပထမဦးဆုံးပင်လယ်ရေကြောင်းဆက်သွယ်ရေးတည်ဆောက်ခဲ့တဲ့နိုင်ငံ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြတတ်ဖို့ကျွန်းနိုင်ငံဖြစ်တဲ့ United Kingdom နိုင်ငံရဲ့ထူးခြားတဲ့မြေမျက်နှာတွင်မြင်တဲ့ရေစင်းရာသီဥတုနဲ့သဘာဝပေါက်ပင်တွေအကြောင်းကိုရှင်းပြတတ်ဖို့ United Kingdom နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကံယူရန်ရှည်လျားပြီးတော့စိတ်ကန်းကောင်းနေတည်ရှိခြင်းနေပေါ်မှာအခြေခံပြီးတော့ပင်လယ်ရေချောင်းကုန်သွယ်ရေးနဲ့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာခြင်းကိုပေါ်ပြတ်တတ်ဖို့ပဲဖြစ်ပါတယ် United Kingdom နိုင်ငံမှာအင်္ဂလန်ဝေလနဲ့စကော့တလန်ပါဝင်တဲ့ဂရိဘစ် Great Britain ကျွန်းကြီးနဲ့ Ireland ကျွန်းကြီးရဲ့မြောက်ပိုင်းနယ်တို့အပြင် ကျွန်းငယ်ပေါင်းများစွာနဲ့ပတ်ဝန်းဖွဲ့စည်းထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ United Kingdom နိုင်ငံရဲ့တည်နေရာနဲ့အကျယ်ဝန်းကိုလေ့လာကြည့်မယ်ဆိုရင် United Kingdom နိုင်ငံဆိုလို့ရှိရင်ဥရောပတိုက်ရဲ့အနောက်မြောက်ဘက်ကမ်းခြေအနီး အတ္တလန်ဒိတ်သမုတ်တရားအတွင်းမှာတည်ရှိတဲ့ကျွန်းနိုင်ငံဖြစ်တယ်။လက်တီကျူတွေလောင်ကြီးကျူတွေနဲ့အတိအကျပြောမယ်ဆိုလို့ရှိရင်မြောက်လက်တီကျူ50ဒီဂရီနဲ့60ဒီဂရီအကြားအနောက်လောင်ကြီးကျူ30ဒီဂရီနဲ့အရှေ့လောင်ကြီးကျူ2ဒီဂရီကြားမှာတည်ရှိပြီးတော့လောင်ကြီးကျူ3ဒီဂရီဟာမြို့တော်လန်ဒန်အနီးမှာရှိတဲ့ Greenwich မြို့ကိုဖြတ်သန်းသွားပါတယ်။ ဧရိယာအားဖြင့်ဆိုရင်စတူရန်ကီလိုမီတာ2300ကျော်ကျယ်ဝန်းပြီးတော့မြန်မာနိုင်ငံဧရိယာအကျယ်ဝန်းရဲ့တဝက်လောက်ပဲရှိပါတယ် United Kingdom နိုင်ငံရဲ့မြောက်ပိုင်းအိုင်ယာလန်ဆိုလို့ရှိရင်အိုင်ယာလန်သမရနိုင်ငံနဲ့ကုန်းပြေထိဆက်လျက်ရှိပါတယ် United Kingdom နိုင်ငံရဲ့ Great Britain နဲ့ Ireland သမရနိုင်ငံဒီကို Irish ပင်လယ်နဲ့ St George ရေလက်ကြားတို့ကပိုင်ခြားထားပါတယ် United Kingdom နိုင်ငံရဲ့တောင်ဘက်မှာအင်္ဂလိပ်ရေလက်ကြားခြားထားတဲ့ဥရောပနိုင်ငံဆိုလို့ရှိရင်ပြင်သစ်နိုင်ငံဖြစ်တယ် United Kingdom နိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့မြောက်ပင်လယ် အဲ့ဒီမြောက်ပင်လယ်ယာဆလို့ရှိရင်ဘယ်ဂျီယံနယ်သာလန်ဂျာမနီဒိန်းမတ်နဲ့နော်ဝေးနိုင်ငံတို့ကိုပိုင်းခြားထားတယ်။အနောက်မြောက်ဘက်ကီလိုမီတာ1300ကျော်မှာအိုက်စ်လန်ကျွန်းနိုင်ငံတည်ရှိတယ်။ United Kingdom နိုင်ငံရဲ့မြင်းမျက်နှာတွင်မြင်တဲ့ရေစင်းကိုလေ့လာမယ်ဆိုရင် ယူနိုက်တက်ကင်းနားနိုင်ငံဟာကျွန်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကန်ယူရန်တွေဟာရှီလျားပြီးတော့ရေခဲမြစ်တွေရဲ့တိုက်စားခံရတဲ့အတွက်ကြောင့်မလို့မြန်မာတဲ့ကမ်းမဆောက်တွေအငူတွေပင်လယ်အော်တွေနဲ့ရေလက်ကြားတွေပါဝင်ပြီးတော့ညီညာမှုမရှိပါဘူးစကော့တလန်နဲ့ဝေလနေရာဆိုလို့ရှိရင်တောင်ကုန်းထူထပ်ပြီးတော့အင်္ဂလန်နဲ့အိုင်ယာလန်မြောက်ပိုင်းမှာမြေနိပ်လွင်ပြင်တွေပေါ်များပါတယ် တောင်ကုန်းတွေဟာဆိုလို့ရှိရင်တရင်ကြောက်မာရီနဲ့ဖွဲ့စည်းထားပြီးတော့အမြင့်300မီတာကနေပြီးတော့1200မီတာအတွင်းရှိပါတယ်။အဲ့ဒီဒေသတွေဟာကာလကြာရှည်စွာတိုက်စားမှုကိုခံစားရတဲ့အတွက်ကြောင့်မလို့ဒေသအတွင်းမှာကြီးမားကျယ်ပြန့်တဲ့ဂျိုင်ဝမ်းတွေဂျိုင်ချောင်းတွေဖြစ်ပေါ်လျက်ရှိပါတယ်။မြေနိုင်ပိုင်းမှာဆိုရင်ထုံးကြောက်မြေဖြူကြောက်သဲကြောက်ရွှွန်စည်းတွေကို တွေ့ရှိရပါတယ်။အင်္ဂလန်နိုင်ငံမြောက်ပိုင်းမှာပန်းနီတောင်နဲ့တည်ရှိရယ်။ပန်းနီရဲ့အနောက်ဘက်မှာနော်ကျန်းတန်းနဲ့တင်မုံကြောက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကမ်ဘရီယန်တောင်နဲ့တည်ရှိပြီးတော့ကာဗီယန်တောင်နဲ့မှာအင်္ဂလန်နိုင်ငံရဲ့အမြင့်ဆုံးစကားဖဲတောင်ထိပ်တည်ရှိတယ်။ စကံဘဲတောင်ထက်ရသလိုရှိရင်998မီတာမြင့်ပါတယ်။အင်္ဂလန်ရဲ့အနောက်တောင်ကျွန်းဆယ်ဒေသမှာတဘာဝအနှမ်းပကြောက်တွေနဲ့ဖွဲ့စည်းထားတဲ့ဒါမိုကုန်းမြင့်တည်ရှိရယ်။ဆယ်လီကျွန်းဟာသလိုရှိရင်ပင်လယ်ပြင်ကနေပြီးတော့ပြန်လည်ထွက်ပေါ်လာတဲ့နှမ်းပကြောက်ဆိုင်ကြီးဖြစ်တယ်။ အခုဆီယမားတို့ဒီမှာတွေ့ရတာကတော့ကမ်ဘရီယန်တောင်နှံဖြစ်ပါတယ်။ပြီးတော့ဒီမှာကဘာဝနှမ်းပကြောက်တင်နဲ့တိဆောက်ထားတဲ့ဓာမိုးကုန်းမြင့်မြင့်ဖြစ်တယ်။ဒီဟာဓာမိုးကုန်းမြင့်မြင့်ကိုဒီမှာပြထားတာဖြစ်တယ်။သူကဆိုလို့ရှိရင်နှမ်းပကြောက်တင်နဲ့တိဆောက်ထားတဲ့ကုန်းမြင့်တစ်ခုဖြစ်တယ်။ပြီးတော့ဒီမှာကတော့ဆယ်လီကျွန်းဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံမှာရှိတဲ့မြေနိတ်ဒေသဟာ ပန်းနီတောင်ရဲ့တောင်ဘက်မှာတည်ရှိပြီးတော့အများအပြည့်ဆိုလို့ရှိရင်ကျယ်ပြန့်ပြီးတော့လှိုင်းထနေတဲ့လွင်မြင်တွေပါဝင်နေဝေလာနယ်အလဲပိုင်းမှာကမ်ဘရီယန်တောင်နှံတည်ရှိပြီးတော့ပြည်ပြင်းလက္ခဏာများစွာဟာရေခဲမြစ်ဖြစ်စေနေကြောင်းမလို့ဖြစ်ပေါ်လာရတယ်။စနိုရိုနီးယားတောင်ဟာဆိုလို့ရှိရင်ဝေလာနယ်ရဲ့အမြင့်ဆုံး တောင်တစ်ခုဖြစ်တယ်။နော်သူကဆိုလို့ရှိရင်1089မီတာမြင့်တယ်။ဝေလာနဲ့တောင်ပိုင်းနဲ့အနောက်ပိုင်းတွေမှာကျင်းမြောင်းနဲ့ကန်ယိုရန်လွင်မြင်တွေရှိပြီးတော့မြောက်ပိုင်းမှာတော့မြင်းနိဒေသအနှဲငယ်ရှိတယ်။စကော့တလန်ရဲ့မြောက်ဖက်ပိုင်းဟာကုန်းမြင့်ဒေသကြီးဖြစ်ပြီးတော့ United Kingdom နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ဘန်နီဘစ်တောင်ထိပ်ဒီရှိတယ်အဲ့ဒီဘန်နီဘစ်တောင်ထိပ်ဟာဆိုလို့ရှိရင်1343မီတာမြင့်တယ်အခုဒီမှာဆိုလို့ရှိရင်ဆရာမတို့ပြထားတာကတော့ကမ်ဘရီယန်တောင်တန်းရဲ့ပုံဖြစ်တယ်သူကဆိုလို့ရှိရင်ရေခဲမြစ်တိုက်စားခြင်းခံရတဲ့အောင်မြင်မျက်နှာတွေ့မြင်အမျိုးမျိုးကိုတွေ့ရတယ်ပြီးတော့ဒါကတော့ Snowdonia တောင်ဖြစ်တယ်။ဒါကတော့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ဘန်နီဘစ်တောင်ထိပ်ပုံကိုပြထားတာဖြစ်တယ်။အဲ့ဒီအပိုင်းမှာရှိတဲ့ဂလန်မိုးချောင်းနဲ့ကြီးအဲ့ဒီချောင်းနဲ့ကြီးရဆိုလို့ရှိရင်အနောက်မြောက်ကုန်းမြင့်ပိုင်းနဲ့ Grand Bian တောင်တန်းတွေကိုခြားနာထားတယ်။ Scotland တောင်ပိုင်းကုန်းမြင့်တွေဟာမြောက်ပိုင်းကုန်းမြင့်တွေထက်ပိုပြီးတော့မြင့်နေ အဲ့ဒီကုန်းမြင့်ဒေသဟာရိုက်ခွက်တွေဖြစ်ပေါ်နေပြီးတော့မြစ်အများစုဟာကုန်းမြင့်စင်ကြီးကျော်အတိုင်းစီးဆင်းနေတယ်။စကော့တလန်မြောက်ပိုင်းနဲ့တောင်ပိုင်းကုန်းမြင့်ဒေသတွေအကြားမှာမစ်လန်ခြိုင်ဝမ်တည်ရှိပါတယ်။ဒါကတော့ sorry မစ်လန်ခြိုင်ဝမ်ကိုဖော်ပြထားတဲ့ပုံလေးဖြစ်တယ်။စကော့တလန်နောက်ဖက်ကန်ယူရန်မှာ ရေခဲစားကမ်းခြေ fiord ကမ်းခြေတွေကိုတွေ့ရတယ်။ဒါကတော့ fiord ကမ်းခြေကိုဖော်ပြထားတဲ့ပုံဖြစ်တယ်။ Ireland မြောက်ပိုင်းဟာ Scotland ကုန်းမြစ်များရဲ့အဆက်ဖြစ်ပြီးတော့ Slit Donut တောင်ထိပ်ဟာဆလို့ရှိရင်850မီတာရှိပြီးတော့အဲ့ဒီဒေသမှာဆိုလို့ရှိရင်သူကအမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်တယ်။ပြီးတော့ရေခဲမြစ်တိုက်စားတဲ့အတွက်ကြောင့်မလို့ ရေအိုင်တွေကိုတွေ့ရပြီးတော့ United Kingdom နိုင်ငံရဲ့အကြီးဆုံးရေချိုအိုင်နော် Lord Nee ဟာဆိုလို့ရှိရင်ဒီမှာတည်ရှိပါတယ်ဒါဟာဆိုလို့ရှိရင် Lord Nee ရေချိုအိုင်ဖြစ်ပါတယ်အင်္ဂလန်နိုင်ငံမှာကီလိုမီတာ340ကျော်ရှည်လျားတဲ့သိမ်းမြစ်ဟာဆိုလို့ရှိရင်အဓိကမြစ်ဖြစ်တယ်ပြီးတော့အဲ့ဒီသိမ်းမြစ်ဟာဆိုလို့ရှိရင် ကော့စ်ဝေါ့တောင်ကုန်းမှာသူဟာစတင်ပြီးတော့မြဖြားခံပြီးတော့ဒီလန်ဒန်အပါအဝင်အင်္ဂလန်တောင်ပိုင်းကိုသူကဖြတ်ပြီးတော့စီးဆင်းပြီးတော့မြောက်ပင်လယ်ထဲကိုသူကစီးဝင်တယ်။အဲ့ဒီမြစ်ကိုကုံသွယ်ရေးနဲ့တည်ယူဖို့ဆောင်ရည်လမ်းကြောင်းအဖြစ်အသုံးပြုကြတယ်။ဝေလနယ်မှာကီလိုမီတာ350ကျော်ရှည်လျားတဲ့နိုင်ငံရဲ့အရှိဆုံးမြစ်ဖြစ်တဲ့ဆဗန်းမြစ်ဟာဆိုလို့ရှိရင်အဓိကစီးဆင်းပါတယ်။ ဲ့ဒီမြစ်ဟာဆိုလို့ရှိရင်เนาะကမ်ဘရီယန်တောင်ကမ်းမှာ तू อ่ะစတင်ပြီးတော့မြစ်ဖြားခံပြီးတော့အင်္ဂလန်နိုင်ငံရဲ့အနောက်ပိုင်းအနောက်တောင်ပိုင်းနဲ့အလဲပိုင်းတွေကို तू อ่ะဖြတ်တန်းပြီးတော့စီးဆင်းပြီးတော့ तू อ่ะအတ္တလန်တိတ်သမုတ်တရားတွေကိုစီးဝင်တယ်အဲ့ဒီမြစ်ကိုဆိုရင်တည်ယူပို့ဆောင်ရေးလမ်းကြောင်းနေနဲ့အပန်းဖြေမှုတွေအတွက်အသုံးပြုကြတယ် United Kingdom နိုင်ငံမှာရှိတဲ့အခြားထင်ရှားတဲ့မြစ်တရားဆိုလို့ရှိရင်တော့ white meat clyde meat ban meat thai meat marse meat hamba meat food meat တွေပဲဖြစ်ကြပါတယ်အဲ့ဒီ meat တွေဟာတူတောင်းပြီးတော့အတော်အသင့်ရေစီးမြန်တဲ့အတွက်ကြောင့်မလို့ရေအားလျက်စစ်ထုတ်လုပ်ဖို့ပဲသင့်လျော်ပါတယ်တချို့ meat တွေဟာမြစ်ဝမှာပင်လယ်ကူးသင်းမော့တွေဝင်ရောက်ခိုးလိုနိုင်တဲ့စိတ်ကန်းကောင်းတွေတည်ရှိတဲ့အတွက်ကြောင့်မလို့စီးပွားရေးအရာအရေးပါပါတယ် United Kingdom နိုင်ငံရဲ့ရာသီဥတုကိုလေ့လာကြည့်မယ်ဆိုရင် United Kingdom နိုင်ငံဟာတမာပိုင်းမှာတည်ရှိပြီးတော့ဥရောပအနောက်မြောက်ကမ်းခြေရာသီဥတုမျိုးကိုခံစားရပါတယ်။အနောက်လေတွေနဲ့အတူဆိုင်ကလုန်းဖြတ်တန်းရာလမ်းကြောင်းအတွင်းမှာကြာရောက်လျက်ရှိတယ်။ဒါကြောင့်မလို့အဲ့ဒီနိုင်ငံမှာရာသီဥတုမိုးလေဝသအပြောင်းလဲမြန်ခြင်းကို ထူးခြားစွာ တွေ့ရှိရတယ်။အဲ့ဒါအပြင်အတ္တလန္တိတ်သမုတ်တရားအတွင်းမှာရှိတဲ့ရေနွေးစီးကြောင်းရဲ့ပြုပြင်မှုကြောင့်မလို့တည်ရှိနေတဲ့လက်တီကျူးနဲ့မမျှပဲပိုပြီးတော့ပူနွေးတဲ့အခြေအနေတွေကိုခံစားရတယ်။ United Kingdom နိုင်ငံမှာရှိတဲ့အချို့ဒေသတွေနော်ဥပမာဆိုရင်အင်္ဂလန်အပါဝင်တောင်ပိုင်းဒေသတွေအဲ့ဒီဒေသတွေဟာဆလို့ရှိရင်လဆင် ပြင်းပြပူချိန်78ဒီဂရီဆက်စီယက်ထက် များနိုင်တယ်လို့เนาะအချို့ဒေသတွေနိုင်ငံရဲ့မြောက်ပိုင်းဒေသတွေပေါ့เนาะအဲ့ဒီဒေသတွေမှာဆိုလို့ရှိရင်3ဒီဂရီဆယ်စီယက်ထက်လည်းလျော့နေပါတယ်မြောက်ဖက်ကုန်းမြင့်ဒေသတွေပေါ်မှာဆိုရင်တော့ရေခဲမှ အောက်ကိုကြာရောက်တတ်တယ်နှွေဦးရုမှာဆိုရင်ကမ်းခြေဒေသတွေဟာကုန်းတွင်းဒေသတွေထက်ပိုအေးပြီးတော့နိုင်ငံရဲ့တောင်ပိုင်းဟာမြောက်ပိုင်းထက်ပိုပြီးတော့နှွေးပါတယ် မိုးတစ်နှစ်ပတ်လုံးရွာသွန်းပေမဲ့လို့လေအနောက်ဘက်ပိုင်းဒေသတွေဟာဆောင်းတွေမိုးရရှိပြီးတော့အရှေ့ဘက်ပိုင်းဒေသတွေမှာတော့နှွေမှာမိုးပို့ပြီးတော့ရရှိတယ်။နေ့စဉ်ပြင်းပြဆူဆူပေါင်းမိုးရေချိန်ကတော့1000မီလီမီတာကျော်ရရှိပြီးတောင်ကုန်းဒေသတွေဟာမြေနိပ်ဒေသတွေထက်မိုးပို့ပြီးတော့ရရှိပါတယ်။ကမ်းခြေဒေသတွေမှာမြူထူတွေတခါတရံကြာရောက်ပြီးတော့ ရေချောင်းသွာလာမှုကိုနှောင့်နှေးစေတယ်။မြို့ပြနဲ့ဆက်မှုထွန်းကားတဲ့နိုင်ငံ ဖြစ်ပြီးတော့ဆက်ယုံတွေကနေထွက်တဲ့မိခိုးနဲ့မြူထူတွေပေါင်းဆက်ပြီးတော့မိခိုးမြူထူတွေလည်းဖြစ်ပေါ်ထပ်ပါတယ်။ကျွန်မတို့အခု United Kingdom နိုင်ငံရဲ့သဘာဝပေါက်ပင်အကြောင်းကိုလေ့လာချမယ်။ United Kingdom နိုင်ငံမှာဆိုရင်မျိုးစားစုံတွေနဲ့မျိုးစီလာတွေရှိတဲ့အတွက်ကြောင့်မလို့ တဘာဝပောက်ပင်မျိုးစုံဟာဆိုလို့ရှိရင်ကွဲပြားတယ်။မြင်းနေဒေသတွေမှာဝက်တိချနဲ့ beach တောင်တန်းဒေသတွေမှာထင်းရှုနဲ့ beach အပင်တွေအ धिक ပေါက်ရောက်ပြီးတော့အခြားအတွေ့ရများတဲ့အပင်တွေက ash နဲ့ m တို့ဖြစ်ကြတယ်။တချို့ဒေသတွေမှာတမပိုင်းရွက်ကြေတော်တွေဖုံးလွှမ်းထားတယ်။နိုင်ငံ area ရဲ့စေပုံတပုံလောက်ပဲတစ်တော်တွေဖုံးလွှမ်းထားတယ်။ အချို့နေရာတွေမှာကျေပြန့်တဲ့မြေရိုင်းလွင်ပြင်တွေနဲ့ပင်လွယ်ဖုံးလွှမ်းကွေးမြင်တွေဖြစ်တယ်။ရှင်မတို့အခုတင်ကန်းစာတစ်ခုလုံးကိုလေးလာပြီးတဲ့အခါမှာအဓိကအချက်တွေကိုပြန်ပြီးတော့ပြောရမယ်ဆိုရင် United Kingdom နိုင်ငံဟာဥရောပတိုက်ရဲ့အနောက်မြောက်ဖက်ကမ်းခြေအနီးအတ္တလန္တိတ်သမုတ်တရာအတွင်းမှာတည်ရှိတဲ့ကျွန်းနိုင်ငံဖြစ်ပြီးတော့ area square kilometer နှစ်သိန်းလေးသောင်းကျော်ကျယ်ဝန်းပါတယ်။ United Kingdom နိုင်ငံဟာကျိုးနိုင်ငံ ဖြစ်တဲ့တကြောင်မလို့ကံယိုရန်ဟာရှေလျားပြီးတော့ရေခဲမြစ်ရဲ့တိုက်စားခံရမှုကြောင့်မလို့မြန်မာတဲ့ကမ်းမဆောက်တွေအငူတွေပင်လယ်အော်တွေနဲ့ရေလက်ကြားတွေပါဝင်ပြီးတော့ညညာမှုမရှိပါဘူး United Kingdom နိုင်ငံမှာ Scotland နဲ့ဝေလနေရာဆိုရင် တောင်ကုန်းထူထပ်ပြီးတော့အင်္ဂလန်နဲ့အိုင်ယာလန်မြောက်ပိုင်းမှာဆိုလို့ရှိရင်မြေနိပ်လွင်မြင်တွေပေါ်များပါတယ်။ United Kingdom နိုင်ငံမှာ သိမ်းမြစ်ဟာအဓိကမြစ်ဖြစ်ပြီးဆဗန်းမြစ်ဟာဆိုရင်အရှိဆုံးမြစ်ဖြစ်ပါတယ်။ United Kingdom နိုင်ငံမှာရှိတဲ့တချို့မြစ်တွေဟာမြစ်ဝမှာ ပင်လယ်ကူးသင်းမောတွေဝင်ရောက်ခိုလုံနိုင်တဲ့စိတ်ကန်းကောင်းတွေအများကြီးတည်ရှိတဲ့အတွက်ကြောင့်မလို့ စီးပွားရေးအရာအရေးပါပါတယ်။ယူနိုက်တက်ကင်းနိုင်နိုင်ငံဟာတမပိုင်းမှာတည်ရှိပြီးတော့ဥရောပအနောက်မြောက်ဘက်ကမ်းခြေရာသီဥတုမျိုးကိုခံစားရတယ်။ယူနိုက်တက်ကင်းနိုင်နိုင်ငံရဲ့မြေနိတ်ဒေသတွေမှာဝက်တစ်ချနဲ့ဘီချတောင်တန်းဒေသတွေမှာဆိုရင်ထင်းရှုနဲ့ဘတ်အပင်တွေဟာအဓိကပေါက်ရောက်ပါတယ်။အခုဆရာမတို့သင်ခန်းစာကိုလေ့လာပြီးတဲ့အခါမှာ ီမှာနမူနာပေးထားတဲ့လေ့ကျင့်ခန်းလေးတွေကိုလည်းကလေးတို့ဖြည့်ဆို့ကြည့်သင်ပါတယ်။နံပါတ်1အနေနဲ့ဆိုလို့ရှိရင်မှန်မားမိကွန်းကို ဖြည့်ဆို့ရမှာ ဖြစ်တယ်။နံပါတ်2အနေနဲ့ဆိုလို့ရှိရင်အဖြစ်မှန်၍မိကွန်းကိုဖြည့်ဆို့ရမှာဖြစ်တယ်။အဖြစ်မှန်၍မိကွန်းကိုဖြည့်ဆို့နိုင်ဖို့ဆိုရင်သင်ခန်းစာကိုတည်တည်ချာချာလေ့လာထားမှသာဖြစ်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် ူကကာကြီးခါခွေးခန့်ငယ်အဖြစ်တွေပေးထားတဲ့အခါမှာရောထွေးပြီးတော့ဇဝေဇဝါဖြစ်တတ်ပါတယ်။နံပါတ်3အနေနဲ့ဆိုရင်ကွက်လက်ဖြစ်မွေးကုန်းမှာကွက်လက်ဖြစ်မွေးကုန်းကိုဖြည့်နိုင်မှုအတွက်ကိုဆရာမတို့ကသင်ခန်းစာကိုလေ့လာကြရက်ကအဓိကဟာလေးတွေကိုမြင်းသားပြီးတော့လေ့လာသင်ပါတယ်။နံပါတ်4ဆိုလို့ရှိရင်မှတ်စုတို့မွေးကုန်းမှာမှတ်စုတို့မွေးကုန်းကိုအမှတ်နဲ့တောင်းဆရာမတို့ဖြည့်ဆိုရမှာဖြစ်တယ်။နံပါတ်5ကတော့ မေခွန်းရှည်မျိုးစားဖြစ်ပါတယ်အဲ့တော့မေခွန်းရှည်ဆိုတဲ့တကြောင်မလို့အဖြေတွေကိုတေချာပြပြစုံစုံ ဖြည့်ကြပေးရမှာ ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်